ရုရှားသမ္မတပူတင်ဟာ2022ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ဖို့အမိပေးခဲ့ပြီးနောက်စစ်ပွဲဟာ၃နှစ်ကျော်ကြာမြင့်လာချိန်မှာရုရှားတပ်ဖွဲ့တွေကယူကရိန်းရဲ့အရှေ့ပိုင်းလူဟန်ဒေသကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားဟာ2014ခုနှစ်ကယူကရိန်းရဲ့ခရိုင်းမီးယားဒေသကိုသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းစတူရန်မိုင်1380မိုင်အကျယ်ဝန်းရှိလူဟန်ဒေသဟာရုရှားတပ်ဖွဲ့တွေအလုံးစုံသိမ်းပိုက်နိုင်ခဲ့တဲ့ပထမဆုံးယူကရိန်းဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ ပူတင်ဟာ2022ခုနှစ်စက်တင်ဘာလကယူကရိန်းရဲ့လူဟန်စ်ဒိုနက်စ်ခါဇန်နဲ့ဇာပိုရီရှားဒေသတွေကိုတစိမ့်တစ်ပိုင်းထိန်းချုပ်နိုင်ခဲ့တယ်လို့ကြေညာခဲ့ပြီးဒီဒေသတွေကိုရုရှားနိုင်ငံရဲ့လက်အောက်ခံအဖြစ်သွတ်သွင်းတယ်လို့ကြေညာခဲ့ပါတယ်ဒီကြေညာချက်ကိုအနောက်ဥရောပနိုင်ငံတွေကတရားဝင်ဘူးလို့ဝေဖန်ခဲ့ပြီးကမ္ဘာနိုင်ငံအများစုကအတိအမှတ်ပြုခဲ့တာ မရှိပါဘူးလူဟန်ဒေသကိုအပြေးအဝလွတ်မြောက်စေခဲ့ပါပြီးတရားရဂိုင်းနှုန်းထိန်းချုပ်နိုင်ပါပြီလို့လီယိုနစ်ပါဆန်နစ်ကပြောကြားခဲ့ပါတယ် လီယိုနစ်ဟာဆိုဗီယက်ယူကရိန်းမှာမွေးဖွားခဲ့ပြီးလက်ရှိလူဟန်ပြည်သူ့တမန်နိုင်ငံလို့အမည်ပေးထားတဲ့ဒီဒေသရဲ့အကြီးအကဲဖြစ်ရုရှားရဲ့ခန့်အပ်တာခံထားရသူဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ယူကရိန်းအာဏာပိုင်တွေကချက်ချင်းအတည်ပြုခဲ့တာမရှိပါဘူး။လူဟန်ဒေသနဲ့ပတ်သက်တဲ့ရုရှားရဲ့ကြေညာချက်တွေဟာတရားမဝင်ပဲလူဟန်ဒေသဟာယူကရိန်းရဲ့နယ်နိမိတ်ဖြစ်ကြောင်းနိုင်ငံတကာကအတိအမှတ်ပြုထားတယ်လို့ယူကရိန်းအစိုးရကပြောကြားခဲ့ပါတယ်။ ရုရှားမှာတော့လူဟန်စ်ဒိုနက်စ်ခါဇန်နဲ့ဇာပိုရီဂျာဒေသတွေဟာရုရှားရဲ့နယ်နိမိတ်တွေဖြစ်လာပြီးဖြစ်ပြီးရုရှားရဲ့နျူကလ িয়ার တိရဲ့အကာအကွယ်အောက်မှာရှိနေပြီးဖြစ်ကယူကရိန်းကိုပြန်လည်လွှဲပြောင်းပေးရမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်